ဖတ်ရှုနာဆင်တနစ်တာနောက်ကပတ်တမန်တရားစီစဉ်မှာကြိုဆိုပါလေဒီကနေ့ဖတ်ရှုနာဆင်ရမယ်နောက်ကပတ်တမန်စံစာတော်မြတ်ကတော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9မှ6အထိဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9ထိုနောက်မှယူဒပွဲခံစဉ်တွင်ယေရှုသည်ယေရုရှလင်မြို့သို့ကြွတော်မူ၏ ေရုရှလင်မြို့၌သူတကားနာမှာဟေဗြဲဘာသာစကားအပြင်ဘေးဒေသရအမည်ရှိသောရေကန်ရှိ၏ထိုရေကန်သည်ကနားပြင်၅ဆောင်နှင့်ပြည့်စုံ၏ထိုကနားပြင်တို့၌မျက်စိကံခြေမစွမ်းကိုပိန်၆သောသူတို့မှစ၍အနာယောဂါဆွဲသောသူများပေါင်းတို့သည်ရေလှောက်ရှားခြင်းကိုမျော်လင့်၍နေကြ၏အကြောင်းမူကားအချိန်တန်လျှင် ကောင်းကင်တမန်သည်ရေကန်သို့ဆင်းသက်၍ရေကိုလှုပ်ရှားတတ်၏ထို့သောရေလှုပ်ရှားသည့်နောက်ရှေးဦးစွာဝင်သောသူသည်မိမိ၌ဆွဲသမျှသော အနာယောဂာနှင့် ကင်းလွတ်ခြင်းသို့ရောက်တတ်၏ထိုအခါ30ရှင်းနှစ်ပတ်လုံးယောဂာဆွဲသောသူတယောက်သည်ရေကန်နားမှရှိ၏ ထိုသူသည်တောင်းလုံးနေသည်ကိုယေရှုမြင်တော်မူ၍ကြာလပြီဟုသိတော်မူလျင် သင်သည်ကျမ်းမာခြင်းသို့ရောက်လိုသလောဟုမေးတော်မူ၏နာသောသူကလည်းသခင်ရေလုံရှားသောအခါရေကန်တဲသို့အကျွန်ုပ်ကိုသွင်းထားမည်သူမရှိပါအကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည်အကျွန်ုပ်ရှေ့မှဝင်တက်ပါသည်ဟုပြော၏။ယေရှုကလည်းထာလော့ကိုအိယာကိုဆောင်၍ သွားလောဟုမိတ်တော်မူ၏ခဏချင်းတွင်ထိုသူသည်ပဂတိအဖြစ်သို့ရောက်၍မိမိအိယာကိုဆောင်ရက်လမ်းသွား၏ထိုနေ့သည် ဥပုံနေ့ဖြစ်ထို့ကြောင့်ယုဒလူတို့ကဥပုံနေ့ဖြစ်၏အိယာကိုမဆောင်အပ်ဟုယောဂကင်းသောသူအားဆိုကြ၏သူကလည်းအကျွန်ုပ်ကိုကြမ်းပါစေသောသူက ကိုအိယာကိုဆောင်၍လမ်းသွားလောဟု ဆိုသည်ဟုပြန်ပြော၏ယူဒာလူတို့ကလည်းကိုအိယာကိုဆောင်၍လမ်းသွားလောဟုတင်အားဆိုသောသူကအဘယ်သူနည်းဟုမေးမြန်းကြ၏ထိုသူကအဘယ်သူဖြစ်သည်ကိုယောဂကင်းသောသူသည်မသိအကြောင်းမူကားထိုရက်၌လူစုဝေးလျက်ရှိသည်ဖြစ်၍ယေရှုသည်မထင်မရှားထွက်ကြတော်မူ၏ ထို့နောက်မှယေရှုသည်ဗိမာန်တော်၌ထိုသူကို တွေ့တော်မူလျင် သင်သည်ကျမ်းမာခြင်းရှိ၏။သာ၍သိုးသောဘေးနှင့် ကင်းလွတ်မည်အကြောင်းနောက်တဖန်ဒူးရိုက်ကို မပြုတ်နည်းဟု မိန့်တော်မူ၏။ထိုသူသည် သွား၍မိမိကိုကျမ်းမာစေသောသူသည်ယေရှုဖြစ်သည်ဟုယူဒလူတို့အားကြားပြောလေ၏။ထိုအမှုကို ဥပုံနေ၌ပြုတော်မူသောကြောင့် ယူဒလူတို့သည်ယေရှုကိုညင်းစေကြ၏ယေရှုကလည်းငါခမည်းတော်သည်ယခုတိုင်အောင် အလုတ်လုတ်တော်မူသည်ဖြစ်၍ငါသည်လည်းလုတ်၏ဟု ပြန်ပြောတော်မူ၏သို့ဖြစ်၍ဥပုံနေ့ကိုဖျက်တည်သားမကဖျားသခင်ကိုမိမိအပဟုခေါ်၍မိမိကိုဖျားသခင်နှင့် ပြိုင်နိုင်တော်မူသောကြောင့်ယူဒလူတို့သည် ကိုရောကိုတက်ချင်းက သာ၍ရှာကြံကြ၏ယေရှုကလည်းသင်တို့အားငါအမှန်ကန်ဆိုသည်ကခမည်းတော်ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာပြု၏မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင် ခမည်းတော်ပြုတော်မူသည်မအတိုင်းသားတော်လည်းပြု၏ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ပြုတော်မူသည်မတို့ကို သားတော်အားပြတော်မူ၏ သင်တို့သည်အံ့ဩပွေရှိစေခြင်းကဤမြမကသာ၍ကြီးစွာသော အမှုအရာတို့ကိုသားတော်အားပြတော်မူလိမ့်မည်ခမည်းတော်သည်သေလွန်သောသူတို့ကိုထမြောက်ရှင်ပြန်စေတော်မူတကဲ့သို့ထိုဤသူသားတော်သည်လည်းအလိုရှိသမျှသောသူတို့ကို ရှင်စေ၏လူပေါင်းတို့သည် ခမည်းတော်ကိုယိုသေးသည်နည်းတူ သားတော်ကိုယူသေးစေမည်အကြောင်းခမည်းတော်သည်အဘယ်သူကိုမျှတရားစီရင်တော်မူမူတရားစီရင်ခြင်းအခွင့်ရှိသည်များကို သားတော်အားအပ်ပေးတော်မူ၏သားတော်ကိုမယူသေးသောသူသည်ကသားတော်ကိုစေလွတ်တော်မူသော ခမည်းတော်ကိုမယူသေးသောသူဖြစ်၏ငါမှန်ကန်ဆိုသည်ကငါစကားကိုနားထောင်၍ငါကိုစေလွတ်တော်မူသောသူကိုယုံကြည်သောသူသည် ထာဝရသက်ကိုရသည်ဖြစ်၍အပြည့်စင်ရင်ခြင်းကိုမခံရ။သေခြင်းမှအသက်ရှင်ခြင်းသို့ကူးမြောက်တော်သူဖြစ်၏။ငါမံကံဆိုသည်ကသေလွန်တော်သူတို့သည်ဖျားသခင်သားတော်၏စကားသံကိုကြား၍ကြားသောအဖြစ်အသက်ရှင်ရမည်အချိန်ကာလသည်လာ၍ယခုပင်ရောက်လျက်ရှိ၏။အကြောင်းမူကားခမည်းတော်သည်ကို၌အသက်ရှိတော်မူသည်နည်းတူ ဘာတော်သည်မိမိ၌အသက်ရှိရသောအခွင့်ကို ပေးတော်မူ၏။ဘာတော်သည် လူသားဖြစ်သောကြောင့်တရားစီရင်ခြင်းအခွင့်ကိုလည်းအပ်ပေးတော်မူ၏။ဤအမှုအရာကိုအံ့ဩခြင်း မရှိကြနှင့်။သင်္ချိုင်းများမှ ရှိသောသူအပေါင်းတို့သည်ဘာတော်ဤစကားသံကိုကြား၍ထွက်ရမည်အချိန်ကာလ ရောက်လတ်။ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည်အသက်ရှင်ရာ ထားမြောက်ခြင်းသို့၎င်းဆိုးရုပ်သောအကျင့်ကိုကျင့်သောသူတို့သည်အပြည့်စည်ရင်ရာထားမြောက်ခြင်းသို့၎င်းထွက်ရကြလက်တငါသည်ကိုအလိုအလျောက်အဘယ်အမှုကိုမြမပြုတ်နိုင်ငါသည်ကြာသည့်အတိုင်းတရားစီရင်၏ငါစီရင်ခြင်းသည်လည်းတရားတော်နှင့်ညီညွတ်၏အကြောင်းမူကားငါသည်ကိုအလိုသို့မလိုက်ငါကိုစေလွတ်တော်မူသော ခမီးတော်ဤအလိုတို့လိုက်ဤငါသည် ကိုအကြောင်းကိုတက်တေခံလျင်ငါတက်တေမကြည်ငါဤအကြောင်းကိုတက်တေခံတော်သူ တပါးရှိသေး၏ထိုသူဤတက်တေတီချောင်းကိုငါသိ၏သင်တို့သည်ယောဟန်ထံသို့ဆေလွတ်ကြ၏သူသည် သမာတရားဘက်၌တက်တေခံ၏သို့တော်လည်း လူပေးသောတက်သေးကိုငါသည် ပမာဏမပြုသင်တို့သည် ကဲတင်ခြင်းသို့ ရောက်မိအကြောင်းဤစကားကိုငါပြော၏ယောဟန်သည်ညှိထွန်း၍လင်းသောစီမီဖြစ်၏သင်တို့သည် သူ၏အလင်း၌ခဏသာမွေလျောခြင်းကအလိုရှိကြ၏ယောဟန်ဤသက်သေးသက်သာ၍ကြီးသောသက်သေးသည်ငါ၌ရှိ၏ အကျင့်အမှုတို့ကိုငါပြည့်စည်စေခြင်းကခမည်းတော်သည်ငါလက်သို့အပ်ပေးတော်မူ၍ငါပြုသောထိုမှုတို့သည်လည်းငါဘက်၌နေ၍ခမည်းတော်သည်ငါကိုစေလွတ်တော်မူသည့်အကြောင်းကိုသက်သေခံကြ၏ခမည်းတော်သည်လည်းငါဘက်၌သက်သေခံတော်မူ၏ခမည်းတော်၏စကားတန်တော်ကို သင်တို့သည်မကြားတဒန်တော်ကိုမမြင် နောက်ကပတ်တော်စီလဲတင်တို့၌မတီအကြောင်းမူကားစေလွတ်တော်မူသောသူကိုတင်တို့သည်မယုံကြည်ပဲနေကြ၏ကျမ်းစာအားဖြင့်ထာဝရသက်ကိုရမည်ဟုစိတ်ချင်နေတင်တို့သည်ကျမ်းစာကိုစိစိကြည့်ရှုကြ၏ထိုကျမ်းစာပင်ငါ၏သက်သည်ဖြစ်၏တင်တို့သည်အသက်ကိုရအောင်ငါထံသို့လာခြင်းကအလိုမရှိကြ လူပေးသောဘုံတီကိုငါမခံသို့တော်လည်းဖျားသခင်ကိုချစ်ချင်းမြတ်တာသည်တင်တို့၌မရှိသည်ကိုငါသိ၏ငါသည် ခမည်းတော်၏အခွင့်နှင့်ရောက်လာတော်လဲတင်တို့သည်ငါကိုလက်မခံကြ အခြားသောသူသည်မိမိအခွင့်နှင့်ရောက်လာလျင်ထိုသူကိုလက်ခံကြလိမ့်မည်အချင်းချင်းပေးသောဘုံအတေကိုသာခံ၍ဖျားသခင်သာလျင် ေးတော်မူတတ်သောဘုံအတေကို အလိုမရှိသော သင်တို့သည်အဘယ်သို့ယုံကြည်နိုင်မည်နည်းခမည်းတော်ရှိ၌ငါသည် သင်တို့ကိုအပြည့်တင်မည်ဟုမထင်ကြနှင့်သင်တို့ကိုအပြည့်တင်သောသူတပါးရှိသေး၏ထိုသူကသင်တို့ကိုးစားသော မောရှိပေသည်သင်တို့သည် မောရှိ၏စကားကိုယုံလျင်ငါစကားကိုမယုံဘဲမနေနိုင်ကြ အကြောင်းမူကားမောရှိသည်ငါအကြောင်းကိုရေးထား၏သူရေးထားသောစာကိုတင်တို့သည်မယုံလျင်ငါစကားကိုအပေသို့ယုံနိုင်မည်နည်းဟုယူဒလူတို့အားမိတော်မူ၏ရှေယောဟန်ခရစ်ဝင်အခန်းကြီး6ထို့နောက်မှယေရှုသည်တိဗေရိအိုင်ဒီဟုသောဂါလိလဲအိုင်ကိုကူးတော်မူ၏အနာရောဂါဆွဲသောသူတို့၌ ပြတော်မူသော နမိတ်လက္ခဏာတို့ကို လူစုဝေပေါင်းတို့သည် မြင်ကြသဖြင့်နောက်တော်သို့လိုက်ကြ၏ယေရှုသည်တောင်ပေါ်သို့ တက်ကြွ၍တပည့်တော်တို့နှင့်အတူထိုင်တော်မူ၏ထိုကယူဒလူတို့၏ပတ်သက်ခါပွဲခံခြင်းရောက်လူနီးသည်ယေရှုသည်မျှော်ကြည့်၍လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့လာသည်ကို မြင်တော်မူလျှင်ဖိလိပ္ပုအား ဤသူတို့စားစရာမုတ်ကိုအပေမှာဝေမီနီဟုမေးတော်မူ၏ထိုသို့မေးတော်မူသောမိမိအပေသို့ပြုမိကိုသိတော်မူလျက်ပင်ဖိလိပ္ပုကိုစုံစမ်းခြင်းငါသာမေးတော်မူ၏ဖိလိပ္ပုကလည်းဤသူတို့သည်မုတ်တဖဲစီစေငါအောင်ဒေနာရီ အပြားနေရအဖိုးတိုက်သောမုံမလောက်ပါဟုပြော၏ရှီမုန်ပေတရု၏ညီ ိန္ဒြေအမိရှိသောတပည့်တော်ကမူယောမုံငါးလုံးနှင့်ငါးကလေးနှကောင်ပါသောကလေးငယ်တယောက်ရှိပါ၏သို့တော်လည်းဤမြလောက်များစွာသောလူတို့သည်ရှိကြသည်ဖြစ်၍ထိုမုံနှင့်ငါးနှကောင်တို့ကိုအပေပြောစရာရှိပါမည်နည်းဟုလျှောက်၏ယေရှုကလည်းလူများတို့ကိုလျောင်းကြစေဟုမိန့်တော်မူ၏တို့ရက်၌မြတ်ပင် ထူပြောလျက်ရှိသည်ဖြစ်၍အရေအတွက်အားဖြင့်ငါးတောင်များလောက်သောလူတို့သည်ရောင်းကြ၏ယေရှုသည်မုတ်ကိုယူ၍ဂျေဇုတော်ကိုချီးမွမ်းပြီးမှတပည့်တော်တို့အားဝေငှတော်မူ၍တပည့်တော်တို့သည်လျောင်းသောသူတို့အားဝေငှပြန်၏ထိုနည်းတူငါးနှကောင်ကို လူများလူချင်းသည်မြဝေငှကြ၏ထိုသူတို့သည်ဝါကြပြီးမှ ကိုတော်က ဘာမျှမပြောက်စေခြင်းကကြံကျင်းသောအကျိုးအပေတို့ကို ကောက်သိမ်းကြလောဟု တပည့်တော်တို့အားမိတော်မူသည်ဖြစ်၍စားသောသူတို့၌ကြံကျင်းသောမှုရုံမှုငါးလုံး၏အကျိုးအပေတို့ကို ကောက်သိမ်း၍32တောင်းအပြည့်ရကြ၏ထိုသို့ယေရှုပြတော်မူသောလက်မိတ်နက္ခနာကို ထိုသူများတို့သည်မြင်လျှင် ဤသူကဤလောကသို့ကြွလာရသောပရောဖက်အမှန်ဖြစ်သည်ဟုဆိုကြ၏ထိုသူတို့သည်ကိုရောကိုရှင်ဘရင်အရာ၌ချီးမြှောက်ခြင်းကလာ၍အနိုင်ထက်ပြုကြမိအကြောင်းကိုယေရှုသည်သိတော်မူလျှင်တောင်ပေါ်သို့တယောက်ထဲကြွတော်မူပြန်၏ညအချိန်ရောက်သောအခါတပည့်တော်တို့သည်အိမ်သို့သွား၍ လေသေးသောဝင်ပြီးလင်ကပေယနာမြို့သို့ရောက်အံ့သောငါအိုင်ကိုကူးကြ၏ထိုအခါမောင်မိုက်ဖြစ်၍ယေရှုသည်သူတို့ရှိရာသို့မရောက်သေးလေပြင်းမုန်တိုင်းလာ၍လိုင်းတပိုးထလိ၏ခရီးတတိုင်းကွယ်နှစ်တိုင်းလောက်တက်ခတ်၍ရောက်သောအခါယေရှုသည်အိုင်ပေါ်မှာဆက်တော်ဖြန့်၍လေအနီးသို့ ရှင်းတော်မူသည်ကိုသူတို့သည်မြင်၍ကြောက်လန့်ခြင်းရှိကြ၏ကိုတော်ကလည်းငါပင်ဖြစ်သည်မကြောက်လန့်ကြနေဟုမိတော်မူလင်လေတဲသို့ကိုတော်ကိုဝမ်းမြောက်စွာခံယူကြ၏လေသည်လည်းရောက်လိုသောအရက်သို့တခဏချင်းတွင်ဆိုက်လေ၏အိုင်တဖက်၌နေသောလူအစုဝေးတို့သည်ကား အထက်ကသခင်ဖျားသည်ဂျေဇုတော်ကိုချီးမွမ်းပြီးမှ လူများသည်မုတ်ကို စားကြရာအယက်နှင့်အနီးတိပေရီမြို့မှ အခြားသောလေငယ်များလာတော်လဲမနေ့၌တပည့်တော်တို့ဝင်သော လေမတပါအပေလီမြမရှိသည်ကို၎င်းယေရှုသည် ထိုလေထဲသို့တပည့်တော်တို့နှင့်အတူဝင်တော်မူမူပဲလျက်တပည့်တော်တို့သာ သွားသည်ကို၎င်းမြင်ကြ၍ထိုရက်၌ယေရှုမှစသော တပည့်တော်တို့မရှိသည်ကိုသိကြသဖြင့်နတ်ဖြန်နေ့၌လေစီး၍ယေရှုကို ရှာခြင်းကကပေယနာမြို့သို့သွားကြ၏။အိုင်တဖက်၌တွေ့လျင်အရှင်ဖျားအဘေသောအခါဤရက်သို့ကြွလာတော်မူသည်နည်းဟု မေးလျှောက်ကြ၏။ယေရှုကလည်းငါအမှန်ကန်ဆိုသည်ကား သင်တို့သည် နမိတ်လက္ခဏာတို့ကို မြင်သောကြောင့်ငါကိုရှာသည်မဟုတ်မုတ်ကို စား၍ဝတ်သောကြောင့်သာရှာကြ၏ပျက်စီးတတ်သော အစာကိုရခြင်းကမကြိုးစားကြနှင့်လူသားသည်သင်တို့အားပေး၍ထာဝရအသက်နှင့်အမျှတည်တတ်သော အစာကိုရခြင်းကကြိုးစားကြလောထိုသားသည် ခမည်းတော်ဖျားဤတစိတ်ခတ်ခြင်းကို ခံတော်သူ ဖြစ်သည်ဟုမိတော်မူ၏ထိုသူတို့ကလည်းဘုရားသခင်၏အလိုတော်နှင့်ညီသောအကျင့်ကိုကျင့်ခြင်းကအဘယ်သို့ပြုရပါမည်နည်းဟုမေးလျှောက်ကြ၏ယေရှုကလည်းဘုရားသခင်စေလွတ်တော်မူသောသူကိုယုံကြည်ခြင်းအကျင့်က အလိုတော်နှင့်ညီသောအကျင့်သည်ဟုမိတော်မူ၏ထိုသူတို့ကလည်းအကျွန်ုပ်တို့သည် ကိုမျက်စိနှင့်မြင်၍ ိုရောကိုယုံကြည်မိအကြောင်းအဘယ်နမိတ်လက္ခဏာကိုပြတော်မူမည်နိအဘယ်အမှုကိုပြုတော်မူမည်နိကျမ်းစာ၌လာသည်ကားထိုသူတို့စားစရာဖို့ကောင်းကင်မှမုတ်ကိုပေးတော်မူသည်ဟုလာသည်နှင့်အညီငါတို့ဘိုးဘေးများသည်တော၌မာနကိုစားကြသည်ဟုပြောကြ၏ယေရှုကလည်းငါမှန်ကန်ဆိုသည်ကား မောရှိသည်ကောင်းကင်မုတ်ကိုသင်တို့အားမပေးခမည်းတော်သည်မှန်သောကောင်းကင်မုတ်ကိုသင်တို့အားပေးတော်မူ၏ဖျားသခင်ဤမုတ်မူကကောင်းကင်မှဆင်းသက်၍လောကီသားတို့အားအသက်ကိုပေးသော မုတ်ပေသည်ဟု မိန့်တော်မူလျင်သခင်ထုံမုတ်ကိုကျွန်ုပ်တို့အားအစင်မပြတ်ပေးတော်မူပါဟုပြောကြ၏ယေရှုကလည်းငါသည်အသက်မုတ်ဖြစ်၏ ငါထံသို့လာတော်သူသည်နောက်တဖန်အစာအမှုမခံရငါကိုယုံကြည်တော်သူသည်နောက်တဖန်ရေငက်မခံရသို့တော်လည်းသင်တို့သည်ငါကိုမြင်လျက်ပင်မယုံကြည်ကြဟုငါဆိုခဲ့ပြီခမည်းတော်သည်ငါအားပေးတော်မူသမျှသောသူတို့သည်ငါထံသို့လာကြလိမ့်မည်ငါထံသို့ လာသောသူကိုငါသည် အလင်းမပယ်အကြောင်းမူကားငါသည် ကိုလိုသို့လိုက်ခြင်းကကောင်းကင်မှဆင်းသက်သည်မဟုတ်ငါကိုစေလွတ်တော်မူသောသူ၏အလိုသို့လိုက်ခြင်းကဆင်းသက်၏ငါကိုစေလွတ်တော်မူသောခမည်းတော်၏အလိုတော်ကငါအားပေးသောသူတို့တွင်တစုံတစ်ယောက်ကိုမြငါမပြောက်စေရပဲနောက်ဆုံးသောနေ့၌ ထိုသူ အပေါင်းတို့ကိုထမြောက်စေခြင်းက၎င်းသားတော်ကို ကြည်မြင်၍ယုံကြည်သောသူရှိသမျှတို့သည်ထာဝရသက်ကိုရစေခြင်းက၎င်းအလိုတော်ရှိ၏ငါသည်လည်းနောက်ဆုံးသောနေ့၌ထိုသူတို့ကိုထမြောက်စေမည်ဟုမိတ်တော်မူ၏ငါသည် ကောင်းကင်မှဆင်းသက်သော မုတ်ဖြစ်၏ဟု မိတ်တော်မူသည်ကိုယူဒလူတို့သည် ဤသူသည်ယောသက်ဤသားယေရှုဖြစ်သည်မဟုတ်လော သူဤမိဘကိုငါတို့သိသည်မဟုတ်လောငါသည်ကောင်းကင်မှဆင်းသက်ဤဟု သူသည်အဘယ်သို့ဆိုရသနည်းဟုကဲ့ရဲ့ပြစ်တင်လျက်ဆိုကြ၏ယေရှုကလည်းငါကိုအချင်းချင်းကဲ့ရဲ့၍အပြည့်မတင်ကြနှင့်ငါကိုစေလွတ်တော်မူသောခမည်းတော်သည် သွေးဆောင်တော်မူလျင်အဘယ်သူမျှငှတ်ထံသို့မလာနိုင် လာသောသူကို နောက်ဆုံးသောနေ့၌ငါထမြောက်စေမည်အနာဂတ်ကျမ်းစာ၌လာသည်ကားထိုသူအပေါင်းတို့သည်ဘုရားသခင်ဆုံးမသွန်သင်တော်မူသောသူ ဖြစ်ကြလိမ့်မည်ဟု လာသည်နှင့်ညီခမည်းတော်ထံ၌နားထောင်၍နီးခံသောသူမှန်သမျှတို့သည် ငါထံသို့လာကြ၏ထိုသို့ငါဆိုသောဖျားသခင်အထံတော်ကကြွလာသောသူမတပါတစုံတယောက်သောသူသည်ခမည်းတော်ကိုမြင်ခဲ့ပြီးဟုမဆိုလိုကြွလာသောသူမူကားခမည်းတော်ကိုမြင်ခဲ့ပြီးငါမှန်ကန်ဆိုသည်ကငါကိုယုံကြည်သောသူသည်သာဝရအသက်ကိုရ၏ငါသည်အသက်မုတ်ဖြစ်၏ သင်တို့ဘိုးဘေးများသည်တော၌မာနတ်ကိုစားလျက်သေးရကြ၏။ကောင်းကင်မှဆင်းသက်သောမုတ်ကိုစားသောသူသည်သေခြင်းနှင့်ကင်းလို့၏။ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုတ်ဖြစ်၏။ထိုမုတ်ကိုစားသောသူမည်သည်ကားအစင်မပြတ်အသက်ရှင်လိမ့်မည်။ငါပေးသောမုတ်ကလောကီသားတို့၏အသက်အဖို့အလွန်ကစွန့်သောငါ၏အသားပေသည်ဟု မိတ်တော်မူ၏ထိုအခါယူဒလူတို့ကဤသူသည်မိမိအသားကိုငါတို့စားကြဖို့အပေသို့ ပေးနိုင်သည်ဟု အချင်းချင်းညှင်းခုန်ကြ၏ယေရှုကလည်းငါအမှန်ကန်ဆိုသည်ကလူသား၏အသားကိုမစားအသွေးကိုမတောက်သည်သင်တို့၌အသက်မရှိငါ၏အသားကိုစား၍ငါ၏အသွေးကိုလည်းတောက်သောသူသည်ထာဝရအသက်ကိုရ၏ ထိုသူကိုနောက်ဆုံးသောနေ့၌ငါထမြောက်စေမည်ငါ၏အသားသည်စားစရာကောင်း၏ငါ၏အသွေးလည်းသောက်စရာကောင်း၏ငါ၏အသားအသွေးကိုသောက်စားသောသူသည်ငါ၌ကြည်၏ထိုသူ၌လည်းငါကြည်၏အသက်ရှင်တော်မူသောခမည်းတော်သည်ငါကိုစေလွတ်တော်မူ၍ငါသည်ခမည်းတော်အားဖြင့်အသက်ရှင်သည်နိတု ငါကိုစားသောသူသည်ငါအားဖြင့်အသက်ရှင်လိမ့်မည်။ဤမုတ်ကကောင်းကင်မှဆင်းသက်သော မုတ်ဖြစ်၏။သင်တို့ဘိုးဘေးများသည်မာနတ်ကိုစားလျက်သေရသကဲ့သို့မဟုတ်ဤမုတ်ကိုစားသောသူသည် အစင်မပြတ်အသက်ရှင်လိမ့်မည်ဟု ကပိယနာမြို့မှတရားစရ၌ဩဝါဒပေးစဉ်တွင် မိတ်တော်မူ၏။ တပည့်တော်အများတို့သည်ကြားလျင်ထိုစကားသည် အလွန်ခက်လိုက်၏အဘယ်သူနားခံနိုင်မည်နည်းဟုဆိုကြ၏ထို့သောတပည့်တော်တို့ကဲ့ရဲ့အပြစ်တင်သူကိုယေရှုသည် အလိုအလျောက်သိတော်မူလျင်ဤတရားစကားကြောင့်သင်တို့သည် စိတ်ပြတ်ကြသလားလူသားသည် အရင်နေရာအရက်သို့တဖန်ကြွတ်တက်သူကို မြင်ရလျင်အဘယ်သို့ထင်မဲ့ကြ မိနီဝိညာဉ်သာလျှင်အသက်ရှင်စေ၏ကိုယ်ကာယသည် အလင်းမတက်နိုင်ငါပြောသောစကားသည်ဝိညာဉ်ဖြစ်၏အသက်လည်းဖြစ်၏သို့တော်လည်းသင်တို့တွင်မယုံကြည်သောသူအချို့ရှိ၏ထို့ကြောင့်ငါ၏ခမည်းတော်သည် အခွင့်ပေးတော်မူမူလျှင်အဘယ်သူမျှငါထံသို့မလာနိုင်ဟု အထက်ကငါဆိုခဲ့ပြီဟု မိတ်တော်မူ၏ ထိုသောမိတ်တော်မူသည့်အကြောင်းခုမူကအဘယ်သူမျှမယုံကြည်သည်ကို၎င်းအဘယ်သူသည်ကိုရောကိုအနံမီကို၎င်းယေရှုသည် အစအဦး၌သိတော်မူ၏ထိုအခါမှစ၍တပည့်တော်အများတို့သည်ကိုရောနှင့် မပေါင်းဖော်ပဲဆုတ်သွားကြ၏ထိုကြောင့်ယေရှုသည်တကြိမ်နှစ်ပါးသော သူတို့အားသင်တို့သည်လည်းထွက်သွားခြင်းက အလိုရှိကြသလိုဟု မေးတော်မူလျင်ရှီမုန်ပေတရုကသခင်အကျွန်ုပ်တို့သည်အဘယ်သူထံသို့သွားရပါမည်နည်းထာဝရအသက်နှင့်ရှင်သောစကားသည်ကိုရော၌ကြည်ပါ၏ကိုရောသည်ခရစ်တော်သည်ဟူသော အသက်ရှင်တော်မူသောဘုရားသခင်သာတော်ဖြစ်တော်မူသည်ကိုအကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါသည်ဟုပြောလေ၏ ယေရှုကလည်းတကြိတ်နှစ်ပါးသောသင်တို့ကိုငါရွေးကောက်သည်မဟုတ်လောသို့တော်လည်းသင်တို့တွင်ယံသူတယောက်ပါသည်ဟုမိတ်တော်မူ၏ထိုသောမိတ်တော်မူသောတကြိတ်နှစ်ပါးအဝင်ဖြစ်သော ကိုရောကိုအနံမိသူ ရှိမောဤသာယူဒရှကာယုတ်ကိုဆိုလိုသည်ဒီကနေ့ဖတ်ရှုသွားတဲ့ နှုတ်ကပတ်တမစံစာတော်မြတ်ကတော့ရှင်ယောဟန်ခရစ်ဝင်ခန်းကြီး9မှ6ခြိဖြစ်ပါတယ်။ဈာနာယသူပေါင်းဖျားသခင်ကောင်းကြီးပေးပါစေ။